အဲ့ဒီနောက်မှာတော့သူ့ကိုအရှက်မဲ့စေခဲ့တဲ့သူနေရတီယာပတိမင်းကိုကလစားချေဖို့ကြံစီခဲ့ပြီးကြံစီထားတဲ့အတိုင်းလဲမင်းကြီးပွဲတော်တီမဲစတော်အုပ်ထဲမှာအစိတ်ထည့်သွင်းခဲ့ပါတယ်။ဒါပေမဲ့ဘရင်တွေရဲ့ဖုံးကန်အရှိန်အဝါကအင်မတန်မြင့်မားတယ်ဆိုတဲ့အတိုင်းနေရတီယာပတိမင်းရဲ့ဖုံးကန်အဟုန်ကလည်းထိုစဉ်အချိန်မှာမြင့်မားနေခဲ့တယ်လို့ဆိုရမှာပါ။ အကြောင်းကတော့ပွဲတော်မတီးခင်းရင်အချိန်မှာအနီးအနားစီကိုခွေးတကောင်ကအမှတ်မထင်ဆိုသလိုရောက်ရှိလာခဲ့တာကြောင့်မင်းကြီးကလည်းဒီအချင်းရပေါ်မှာတင်ကားမကင်းဖြစ်ခဲ့ပြီးသူ့ရဲ့ပွဲတော်အုပ်ထဲကဟင်းတစ်ဖက်ကိုခြားကျွေးခဲ့ပါတယ်။ဒီခါမှာတော့ခွေးဟာခြားကျွေးတဲ့အသားကိုစားပြီးအချိန်ခဏအတွင်းမှာသိဆုံးသွားခဲ့တာကြောင့်နေရတီဟာပတိမင်းဟာသူ့ပွဲတော်ဒီမဲ့ဟင်းတွေထဲမှာအစိတ်ပါဝင်နေတယ်ဆိုတာကိုသတိမူသိရှိသွားပါတော့တယ်။ ပွဲတော်အုပ်ထဲမှာအစိတ်ပါဝင်နေကြောင်းမင်းကြီးသိရှိသွားတဲ့အချိန်မှာတော့ဒေါသပုံထပြီးပွဲတော်အုပ်ဆက်တာသူကိုရှေ့တော်မှခေါ်ဆောင်လာဖို့အမိန့်ပေးလိုက်ပါတယ်။ ဒီချိန်မှာမိဖုရားတွေထဲမှာတပားဖြစ်သူမိဖုရားဘွားစောကမင်းကြီးပွဲတော်တီးဖို့အတွက်နေ့စဉ်လာဖို့တဲ့ဟင်းခွက်တွေတည်းရဘယ်ဟင်းခွက်ကိုဘသူကဆက်တာပါတယ်ဆိုတာအတိအကျမှတ်ရတာဖြစ်တဲ့အတွက်အစိပ်ပါတဲ့ဟင်းခွက်ကမိဖုရားစောလုံးဆက်တာတာဖြစ်ကြောင်းကိုရှောက်တင်ပါတယ်ဒီလိုနဲ့မိဖုရားစောလုံးတယောက်ဘရင်ရှိတော်မောင်ရောက်တဲ့အခါမှာတော့မင်းကြီးဟာမောင်မတော်တွေကိုမိမိအားရေးပတ်ဖို့အတွက်စီခိုင်းခဲ့ပြီးလူပုံလဲမှာလည်းရာဇအင်ဒရီပြတ်အောင်အရှက်ခွဲခဲ့တာကြောင့်မင်းကြီးရဲ့အသက်ကိုလှုပ်ကြံခြင်းဖြစ်ကြောင်းဒီအတွက်မင်းကြီးပေးလို့တဲ့ ပြစ်ကိုပေးနိုင်ကြောင်းဆိုကကြောက်ရွံ့ခြင်းအလင်းမရှိပဲရဲရဲဝံ့ဝံ့ရှောက်တင်လိုက်ပါတော့တယ်။ဒီလိုရှောက်တင်တဲ့အခါမှာလေဟဲ့ဘဘုတ်တဲမီနေငါ့ကိုအေယာဝတီမြစ်ထဲလူပုံအလင်းမှာအရှက်ခွဲခဲ့တာမိနေပြီလား။ လို့ဆိုကစောလုံးကမင်းကြီးရဲ့မျိုးရိုးဇာတိကိုဖို့ကမချီမငန်ပြောဆိုပါတယ်။နေရတီရပတိမင်းရဲ့မဲတော်ဟာဆိုရင်တော့မြစ်တာရွာသူဘုဘုတဲရဲ့သမီးဖြစ်ပါတယ်။ဒီခါမှာတော့စောလုံးရဲ့စကားတွေဟာရခင်ကလေးကအမျက်ဒေါသကြီးမားနေတဲ့နေရတီရပတိမင်းကိုပိုမိုစိတ်ဆိုးဒေါသထွက်သွားစေခဲ့တယ်လို့မိဖုရားစောလုံးကိုဖိုးချင်းထိုးပြီးစီရင်စေလို့လည်းအမိန့်တော်ချမှတ်ခဲ့ပါတယ်။ဒီလိုစီရင်စေဖို့အတွက်လဲဘဘဲသမားဥယေတထောင်ကိုအသုံးပြုပြီးအချိန်တို့အတွင်းမှာတန်ကြပ်စင်ကိုပြုလုပ်စေခဲ့ပါတယ်။ တန်ကျက်စင်ကိုပြုတ်လုံနေတဲ့အချိန်တွင်းမှာတော့မိဖုရားစောလုံကခံမန်းထားတဲ့အချိန်ထက်ဆွဲပြီးခုနှစ်ရက်ကြာပြုတ်လုံပေးဖို့အတွက်ဗဘဲသမားတွေကိုရွှေငွေတွေပေးကတိတ်တဆိတ်တောင်းဆိုခဲ့ပါတယ်အဲ့ဒီခုနှစ်ရက်အတွင်းမှာတော့မိဖုရားစောလုံးဟာတဏီကုံဆိုသလိုတရဏကုံတီလာစောက်တည်ပြီးဖျားကုံတော်တရားကုံတော်နဲ့တန်ငါကုံတော်တွေကိုပဲရွတ်ဖက်ပူဇော်နေခဲ့တယ်လို့ဆိုပါတယ် ခုနှစ်ရက်မြောက်တဲ့နေ့ကိုရရှိလာချိန်မှာတော့မိဖုရားဆော့လုံဟာသူ့နဲ့အမြဲတစေရှိနေတဲ့စိတ်ပတိကိုလက်မကင်ပြီးမိပူရှင်တွေကြောင့်ရဲရဲတောက်နေနေတဲ့တန်ကျက်စင်ကြီးပေါ်တက်လာခဲ့ရပါတယ်။ဒီလိုတက်လာတဲ့အခါမှာတော့ ကြောက်ရွံ့တုန်လှုပ်ခြင်းမရှိဘဲတက်လာခဲ့တာဖြစ်တယ်လို့ကိုမြက်ခံရဖို့စောင့်ဆိုင်နေတဲ့အချိန်အတွင်းမှာလည်းယေဒနာသုံးမရဲ့ဂုဏ်တော်တွေကိုသာတစ်ခုပြီးတစ်ခုအာယုံပြုပွားများနေခဲ့ပါတယ်။မိဖုရားဆောလုံတယောက်တန်ကျက်စင်မော်ကိုရောက်ရှိပြီးအချိန်တစ်ခဏအတွင်းမှာပဲမိုးကောင်းကင်မှာမိုးသားတွေတိမ်ဆိုင်တိမ်ထဲတွေပေါ်လာခဲ့တယ်လို့နန်းတော်ကြီးတစ်ခုလုံးလည်းမိုးချိုးပြတ်တန်နေနဲ့မိုးချိန်တန်တွေကြောင့်တုန်ခါနေခဲ့ပါတယ်။အဲ့ဒီနောက်တိတ်မကြခင်အချိန်အတွင်းမှာပဲ မိုးသီးထန်စွာရွာလာခဲ့တာကြောင့်တန်ကျက်စင်ကိုအပူပေးထားတဲ့မိတွေကလည်းငြိမ့်သက်သွားခဲ့ပါတယ်။ဒါပေမဲ့ဘီရင်မင်းမြတ်ကကိစ္စမပြေမချင်းတန်ကျက်စင်နဲ့စီရင်မှုပြုရမယ်လို့အမိန့်ပေးထားတာဖြစ်တဲ့အတွက်အမှုတန်းတွေမှာလည်းမင်းမိန်ကိုရှောင်လွှဲနိုင်ခြင်းမရှိဘဲနောက်တစ်ရက်မှထပ်ပြီးမိဖုရားကိုတန်ကျက်စင်ပေါ်တင်ရပြန်ပါတယ်။ဒီခါမှာလဲပထမတည့်ရက်အတိုင်းမိုးတွေရွာချလာတာကြောင့်မီးတွေငြိမ်းသွားခဲ့တယ်လို့တတိယမြောင်နေ့ရောက်ပြန်တော့လဲအလားတူဖြစ်ရတွေ့နေကြုံတွေ့ခဲ့ရပါတယ် လူမျိုးသုံးချိန်တိုင်တိုင်းမိတွေညင်းခဲ့ရပြီးနောက်မှာတော့မိဖုရားဆောလုံးဟာသူ့မအနေနဲ့ယန္တနာသုံးပါးနဲ့ဂုံတော်တွေပေါ်ပြရခြင်းရဲ့အကျိုးအကြောင်းအခုလိုဖြစ်တဲ့ဆိုတာကိုသဘောပေါက်ဆင်ခြင်မိခဲ့ပါတယ်။ဒါကြောင့်လေမိမိသည်အတိတ်ဘဝကကံကြမ္မာဝိကျွေးတွေကြောင့်ယခုဘဝတွင်ယခုကဲ့သို့ခံရခြင်းဖြစ်ကြောင်းကိုနှလုံးသွင်းလိုက်ပြီးငါသည်ချမ်းသာခွင့်ရမည်မဟုတ်လျင်တခဏချင်းပင်လောင်ကျွမ်းပါစီလို့ဆိုကအတိတ်ထံပြုလိုက်ပါတော့တယ်။ ဲ့ဒီတော့မှသာမိဖုရားဆောလုံရဲ့ခန္ဓာကိုယ်တစ်ခုလုံးကချက်ချင်းဆိုသလိုမိဟုံဟုံတောက်လောင်ကျွမ်းပြီးပြာကျသွားခဲ့တာဖြစ်ပါတယ်။သူနှစ်သက်မြန်လို့ရတဲ့မိဖုရားဆောလုံကိုသူပေးတဲ့အမိန်အတိုင်းစီရင်ပြီးတဲ့အကြောင်းကိုနေရတီယာပတိမင်းကြားသိခဲ့ပြီးအချိန်မှာတော့နောင်နာကြီးစွာရခဲ့ပြီးအိတ်မပြောစားမဝင်တဲ့တောကပြာပါဒဝေခဲ့ကနန်းတော်တစ်ခုလုံးမှလည်းဆောလုံငါကိုစောင့်မှဆိုတဲ့တန်တအဟိတန်တွေကပဲ့တင်ထက်ခဲ့ပါတော့တယ်။